င်္ဂလာပါခင်ဗျရှင်ကုန်ခေတ္တကနေဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှခန်ပြည်နယ်ကအချမ်းဖတ်စစ်ကောင်စီရဲ့မောင်တော့နှက်ခခငါစကန်းသိန်းတိုက်ပွဲမှာအချမ်းဖတ်စစ်ကောင်စီတပ်သားတွေယာနဲ့ချီအလံပြူထောင်းလက်နဲ့ချခဲ့ကြတဲ့ရုပ်တံပိုင်ကိုအရခတတော်အေအေကတရားဝင်ထုတ်ပြန်လိုက်ပါတယ်ပဲခူးတိုင်း30မြို့ထူပါယုံဖျားပွဲမှာအချမ်းဖတ်စစ်ကောင်စီတပ်ကအသက်15နှစ်အရွယ်ကလေးတွေကိုပါစစ်မှုန်တပ်သားတွေအဖြစ်ပေါ်တာဆွဲဖမ်းဆီးနေပြီး မိသားစုတွေကငွေနဲ့ပြန်ရွေးဖို့စ조사တာတောင်မရတော့ဘူးဆိုတဲ့သတင်းပါဝင်ရင်းနေလည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရခိုင်ပြည်နယ်မောင်တော်နကခငါစခန်းသိန်းတိုက်ပွဲမှာဂျပန်စစ်ကောင်စီတပ်သားတွေယာနဲ့ကြီးအလံပြူထောင်လက်နဲ့ချခဲ့ကြတဲ့ရုပ်သံဖိုင်ကိုအရခတ်တော်အေအေကတည်ဝင်ထုတ်ပြန်လိုက်ပါတယ်ရခိုင်ပြည်နယ်မှာနှစ်လကျော်ကြာတိုက်ခိုက်သိမ်းပိုက်ခဲ့ရတဲ့မောင်တော်နကခငါစခန်းသိန်းတိုက်ပွဲမှာ အကြံဖတ်စကောက်စီဘက်ကယာနဲ့ချီတဲ့စစ်သားတွေဟာပိဆာအဖြူတွေကင်တဲ့သူကကင်ပေါ်ပြားအဖြူတွေကင်တဲ့သူကကင်နဲ့အာကတတော်အေးအေးတပ်ဖွဲ့တွေစီမှာအလံပြူထောင်လက်နဲ့ချခဲ့ကြတယ်ဆိုပါတယ်အဲ့ဒီမောင်တော်နက္ခတ်ကငါစစ်တပ်စခန်းကြီးဟာမောင်တော်မျိုးမှာနောက်ဆုံးလက်ကျန်အနေနဲ့စင်ကအမြောက်အများထက်ထက်ဖြည့်ပြီးစကောက်စီဘက်ကတင်းခံနေတဲ့တပ်စခန်းဖြစ်တယ်လို့အဲ့ဒီစခန်းမှာစကောက်စီဘက်ကလူအင်အား900ကျော်နဲ့တက်ဆွဲထားတဲ့အပြင်စခန်းပပလင်မှာလည်းမိုင်းနွေတန်စုဂျိုးတွေနဲ့ကာယံပြီး တက်ကွင်းပုံစံပြင်ဆင်ထားတာဖြစ်တယ်လို့ဆိုပါတယ်။တချို့နေရာတွေမှာဆိုရင်ပေ20လောက်ညင့်နဲ့ရေမြောင်းတွေပါတူပြီးစူဂျွန်တွေစိုက်ထားတဲ့အပြင်လေးဘက်လေးလံကိုဘန်ကာ20ကျော်နဲ့အခိုင်မာတိဆောက်ထားသလိုတစကန်ဝင်းကြီးတဲမှာလည်းအခိုင်မာဆောက်ထားတဲ့အဆောက်အုံပေါင်း30ကျော်နဲ့ပါအစင့်စင့်ခန်းစစ်ပြင်ထားတဲ့စကန်ကြီးဖြစ်တယ်လို့လည်းသိရပါတယ်။အဲ့ဒီလိုလူအင်အားလက်နက်အင်အားအမြောက်အများအပြင်ခန်းစစ်ကိုအခိုင်မာတိဆောက်ထားတဲ့စကန်ကြီးကိုအရကတတော် AA ကဒီဇင်ဘာလ10ရက်နေ့မှာပဲစကန်အတွင်းထဲထိထိုးဖောက်ဝင်ရောက်ပြီး အဲ့ဒီနတ်ခတ်ကငါစကန်းကြီးတစ်ခုလုံးကိုအပိတသိမ့်ပိုက်လိုက်ရမှာတော့စကန်းတွေကယာနဲ့ချီတဲ့စစ်ကောင်စီတပ်သားတွေဟာအလံဖြူတောင်းလက်နဲ့ချခဲ့ကြတယ်လို့အာရခတ်တော်အေအေကရုတ်တံဖိုင်နဲ့တကွာတရားဝင်ထုတ်ပြန်လိုက်ပါတယ်အဲ့ဒီလိုမောင်တော်နတ်ခတ်ကငါတစကန်းကြီးကိုအာရခတ်တော်အေအေကသိမ့်ပိုက်ပြီးတဲ့နောက်လက်နဲ့ခရရန်တွေဟာလည်းတောင်းပုံရပုံကိုသိမ့်စီရရှိထားတယ်လို့သိရပါတယ်ခင်ဗျဒီတခါမကွေးတိုင်းဘက်မှာတော့ ပခုတ်ကူမြိုင်နဲ့ပေါ့မြို့နယ်တွေကတိုက်ပွဲတွေအတွင်းစစ်ကောင်းစီတပ်သား18ဦးကတော့အသီးသီးတေကုန်ကြပြီလို့မြိုင်ပကဖရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တကိုပြောပါတယ်။အဲ့ဒီပခုတ်ကူမြိုင်နဲ့ပေါ့မြို့နယ်တွေမှာတပ်ဆွဲထားတဲ့စစ်ကောင်းစီတပ်စခန်းတွေရိတ်ခါထွက်ရှာတဲ့စစ်ကောင်းစီတပ်သားတွေနဲ့စစ်ကြောင်းထိုးထွက်လာတဲ့စစ်သားတွေကိုဒေသခံတော်လိုင်းရေးပူးပေါင်းတပ်တွေကနေ့စဉ်တိုက်ခိုက်ချေမုန်းတာတွေအပြင်ဝိုင်းဝန်းပိတ်ဆို့ဖျက်တောက်တာတွေလည်းလှုပ်ထားတယ်ဆိုပါတယ်။စစ်ကောင်းစီဘက်ကတော့ အဲ့ဒီနယ်မြေတွေမှာတော်လိုင်းတက်တွေရဲ့ကြားဖြတ်တိုက်ခိုက်ချေမှုမှုတွေကိုနေ့စဉ်ကြုံတွေ့နေရသလိုလက်တလုံးမှာလည်းအဲ့ဒီတိုက်ပွဲတွေတဲ့စစ်ကောင်စီတပ်သားစုစုပေါင်း18ဦးကတော့လာပိုင်းအတွင်းမှာတဲ့အသီးသီးတိတ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့စစ်ကောင်စီဝင်တွေလည်းတော်တော်ကိုများထားတယ်လို့မြိုင်ပကပရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့ဘကိုးတိုင်း30မြို့ထူပါယုံဖျားပွဲမှာအချက်ဖက်စစ်ကောင်စီတပ်ကအသက်15နှစ်အရွယ်ကလေးတွေကိုပါစစ်မှုထမ်းတပ်သားတွေအဖြစ်ပေါ်တာဆွဲဖမ်းဆီးနေပြီး မိသားစုတွေကငွေနဲ့ပြန်ရွေးဖို့ကြိုးစားတာတော့မရတော့ဘူးလို့ဖန်ဆီးခံရတဲ့ကလေးတွေနဲ့နှိစက်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒီဇင်ဘာလ9ရက်နေ့ကစပြီးပဲခူးတိုင်းက30မြို့ထူပါယုံဖျားပွဲလုပ်နေတဲ့အချိန်အချမ်းဖက်စကောင်စီတပ်ကလူငယ်တွေကိုပေါ်တာဆွဲဖန်ဆီးတွားရမှာအသက်မပြည့်သေးတဲ့15နှစ်အရွယ်ကလေးတွေပါဖန်ဆီးခံရတယ်ဆိုပါတယ်အဲ့ဒီနောက်ပေါ်တာဆွဲဖန်ဆီးခံရတဲ့ကလေးတွေရဲ့မိသားစုတွေက 30မြို့ရက်စကန်ကိုတွားရောက်ပြီးဖန်စီခံထားရတဲ့ကလေးတွေကိုငွေနဲ့ရွေးထုတ်ဖို့ကြိုးစားတာတော့ပြန်ရွေးလို့မရတော့တဲ့အပြင်အဲ့ဒီလိုပေါ်တာဆွဲဖန်စီခံရတဲ့ကလေးတွေကိုမိဘတွေနဲ့လဲတွေ့ခွင့်မပေးတော့ပဲစခန်းမှာမရှိဘူးဆိုပြီးစစ်ကောင်စီကမိသားစုတွေကိုပြန်လွှတ်နေတယ်လို့ဖန်စီခံရတဲ့ကလေးတွေနဲ့နှိစက်သူတွေကပြောထားပါတယ်အလားတူ30မြို့ကအရှိလက်ပံခုံတခုတ်ကုန်းနဲ့တင်ငန်းကုန်းရက်ွက်တွေမှာလဲအကြံဖက်စစ်ကောင်စီတပ်နဲ့အုပ်ချုပ်ရေးမှုတိမ့်လွင်ဆိုသူတို့ပေါင်းပြီး လူငယ်တွေကိုပုံစံမျိုးစုံနဲ့ပေါ်တာဆွဲဖမ်းဆီးဓာတ်တွေလုံနေသလိုတပတ်ကအုပ်ဖို့မြို့နယ်ကျောင်းစုကျေးရွာမှာလေအချမ်းပစကောင်စီတပ်ကဝင်ရောက်ပြီးလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတဲ့အချိန်ထွက်ပြေးတဲ့လူငယ်တွေကိုတနက်နဲ့ပါလိုက်လံပစ်ခတ်တဲ့အတွက်ပြည်သူတို့အကြီးထိမှန်ဒဏ်ရာရတဲ့အထိကိုဖြစ်သွားပြီးပေါ်တာဆွဲတဲ့အခြေအနေတွေကတော်တော်ကိုဆိုးရွားနေတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျအခုတခါရန်ကုန်မြို့မှာတော့ ။ဒါမွေမျိုးနယ်ကအချမ်းဖတ်စစ်တပ်လက်အောက်ခံစီပင်ရုံးမှာပောက်ကွဲမှုဖြစ်ပွားပြီးနန်စီဒီယံဝန်ထမ်းတချို့ထိခိုက်ဒဏ်ရာရထားတယ်လို့ဒေသခံပြည်သူတချို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်။ဒီဇင်ဘာလ10ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲရန်ကုန်မြို့ကတာမွေမြို့နယ်မီးပွိုင်အနီးမှာရှိတဲ့အချမ်းဖတ်စစ်ကောင်စီလက်အောက်ခံမြို့နယ်စီပင်တာယာရုံးမှာဘုံပောက်ကွဲမှုဖြစ်ပွားခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုဘုံပောက်ကွဲတဲ့အချိန်ရုံးထဲမှာရှိတဲ့စစ်တပ်လက်အောက်ခံနန်စီဒီယံဝန်ထမ်းတချို့တိကြိုက်ဒဏ်ရာရထားတာတွေပါရှိသွားပြီးပောက်ကွဲမှုပြပြချင်းမှာပဲ စစ်ကားတွေနဲ့စေယုံကားပါရောက်လာတယ်လို့လည်းမျက်မြင်ဒေသခံပြည်သူတို့ကရန်ကုန်ခေတ်တကိုပြောထားပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုကိုတော့ရန်ကုန်မြို့ပြတော်လှန်ရေးတပ်ဖွဲ့ FLA နဲ့ AFF အဖွဲ့တို့ကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့သိရပြီးစစ်ကောင်စီလက်အောက်ခံတန်း CDF ဝန်ထမ်း3ဦးရုံးဝင်းထဲမှာရှိနေတဲ့အချိန်လက်ပစ်ဘုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့အကြောင်းနဲ့နန်း CDF ဝန်ထမ်း2ဦးဒဏ်ရာရသွားတဲ့အကြောင်းကိုပါ FAF အဖွဲ့ကပြောထားပါတယ်ခင်ဗျ။ဟုတ်ကဲ့ ဒါကြတော့